င်္ဂလာပါအခုတင်ဆက်ပေးမှာကတော့ Sally City Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမသူချမ်းကတာဝယူတက်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ Couple of the Year ကို၃နှစ်ဆက်တိုက်ရရှိခဲ့တဲ့ Friend Banky Teaser ထွက်ရှိလာခဲ့တဲ့ Retic Russian ရဲ့ War to Zaga ကွယ်လွန်သွားပြီဖြစ်တဲ့သရုပ်ဆောင်ခြွိုင်းချောင်းဝူကျောင်းတွင်းအကြမ်းဖက်မှုဆွဆွဲချက်တွေထွက်ရှိနေတဲ့မင်းသမီးကိုမင်းစီဇူလိုင်လမှာ comeback ပြုလုပ်သွားမဲ့ baby monster အဖွဲ့ ကိုဝင်ရှစ်လနဲ့ action ခန်းပါဝင်ခဲ့တဲ့မင်းသမီး Haley Atwell American Music Award 2025အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်ပြည်ထောင်စုတော် GL အတွက်လေးဖြစ်တဲ့ Freenback to Ha Cast Award 2025စုပေးပွဲမှာ Couple of the Year ကိုဒီနှစ်အတွက်ထပ်မံရရှိခဲ့ပါတယ် Nine Entertainment Awards ရဲ့ Couple of the Year ကို၃နှစ်ဆက်တိုက်ဆုတ်ခိုးခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် Friendback အတွဲလေးဟာ The Lawyer Pin နဲ့ Series of the Year ဆိုအပြင် Friends လို့ခြားက Popular Female Teenage နဲ့ Superstar Award ကိုရရှိခဲ့ပြီးတော့ Becky Rebecca ကတော့ Best Actress of the Year ဆိုကိုရရှိခဲ့ပါတယ်။ series of the year ဆိုလက်လက်ခံရယူဇမှာတော့တနှစ်တောင်အကောင်းဆုံး series ဆိုအတွက် cast award ကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီး loyal fan ကိုဖန်တီးပေးတဲ့အတွက် IDF နဲ့ကျမတို့ကိုတခုခုမြင်ပြီးအခွင့်အရေးပေးခဲ့တဲ့တက်ကြီးရွယ်ဦးတွေကိုကျေးဇူးတင်ပါတယ်။ပြီးတော့ TLB ရဲ့အလုပ်အဖွဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့အလုပ်ကြိုးစားပြီး series အတွက်ရောက်ချလုပ်ခဲ့ကြတယ်။ဒါကြောင့် Idol Factory YouTube နဲ့ခွန်ဘင်မှာကြီးစုပေးကြပါလို့ကျေးဇူးတင်စကားပြောခဲ့ပါတယ်ရှင်။ မင်းသားရီဒေကိုရရှင်ခေါင်းဆောင်ပါဝင်ထားတဲ့ဝါတူဇက်ကနမူနာဟာမေလ20ရက်နေ့ကထွက်ရှိခဲ့ပါတယ်ဝါတူဇက်ကမှာမင်းသားရီဒေကိုရရှင်နဲ့အတူမင်းသားအန်တီရာမာရောဂျူနီယာဂျွန်ဘရာဟမ်မင်းသမီးကီရာအက်ဗန်နီတို့ပါဝင်ထားပါတယ်ဝါဝန်ဇကာကတော့2019ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီးကျေဇာထမ်းမရီတက်ကိုကပီးအနေနဲ့မင်းသားရီတက်ရုရှားနဲ့အတူထိုက်ကာရှရော့ဖ်ဗန်နီကပူးတို့ပါဝင်ခဲ့တာဖြစ်ပါတယ် ဝါဝမ်မှာ Redick Roshan နဲ့ Tiger Shroff တို့အပြိုင်ဆိုင်ရှင်ပြိုင်မှုတွေ့ခဲ့ရပြီးတော့ War 2မှာတော့ Redick Roshan နဲ့ Junior NTR တို့ဟာ Action အမိုက်စားတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ War 2ဇာတ်ကောင်ကို August 14ရက်နေ့မှာရုံတင်ပြသသွားမှာဖြစ်ပါတယ်ရှင်။ ိုရီးယားနိုင်ငံရဲ့နာမည်ကြီးဝါရင်သရုပ်ဆောင်မင်းသားကြီးချွိုင်းချောင်ဝူဟာမေလ28ရက်နေ့ကကွယ်လွန်သွားခဲ့ပါတယ်။အသက်68နှစ်ရှိပြီဖြစ်တဲ့ချွိုင်းချောင်ဝူဟာ1985ခုနှစ်မှာ The Life of an Actor ဆိုတဲ့ပြဇာတ်နဲ့အနုပညာလောကတွေကိုစတင်ဝင်ရောက်ပြီးတော့ရှင်းစီလိုပြဇာတ်ကုမ္ပဏီတွေနဲ့လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ Two Cops, The Chaser, Brilliant Legacy, prosecutor princess gumi ho my daughter so young master sense call it love city hunter legion of the blue sea who is she the tale of lady okay စရဲ့နမည်ကြီးဇလံတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်သူနောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇလန်တွဲကတော့မကြသေးခင်ကမှထုတ်လွှင့်ပြသခဲ့တဲ့ The Tale of Lady Okay ဆိုတဲ့ဇလန်တွဲပါ ထွန်ချောင်မူတည်ဆုံသွားပြီဆိုတော့ကိုသူရဲ့ agency bless entertainment ကကြေညာခဲ့တာဖြစ်ပြီးတော့တည်ဆုံရခြင်းအကြောင်းရင်းကိုတော့အတိပြုမရသေးဘူးလို့ agency ကဆိုပါတယ်နိုင်ရီခန်းနာကိုမေလ29ရက်နေ့ Gibo Worry Hospital Funeral Home မှာလောက်ခဲ့တာဖြစ်ပါရဲ့ရှင် The Frog Youth of May Sweet Home အစရှိတဲ့ဇလံတွဲတွေနဲ့ပြည်သက်အချက်ကိုရရှိနေတဲ့မင်းသမီးဂိုမင်စီဟာကျောင်းတွင်းအကြံဖတ်သူဖြစ်ကြောင်းဖော်ထုတ်ခံရပါတယ်။ online တခုမှာမင်းသမီး A ရဲ့ကျောင်းတွင်းအကြံဖတ်မှုရဲ့အသားကောင်များဖြစ်ကြောင်းဆိုတဲ့ post တခုရေးသားခဲ့ပြီးတော့စာရေးသူက A ရဲ့တချိန်ကတက္ကသိုလ်အရွယ်အတန်းဖော်တူဦးဖြစ်ကြောင်း A ကအလှငွေ တောင်းခံတာနှုတ်နဲ့ရိုင်းဆိုင်တာမတန်ဆွမ်းကျောင်းသားတွေကိုအနိုင်ကျင့်တာချင်းကြောက်မှုတွေလုပ်ခဲ့တာလို့ဆိုပါတယ် ဒါအပြင်ဒီစာမှာအဲ့ဒီအချိန်ကအထက်တန်းចောင်းသားတွေရဲ့တသမတ်သေးသောတတ်သိခံချက်တွေနဲ့အချက်လက်တွေအပေါ်အခြေခံထားပါတယ်1994ခုနှစ်ဘွားចောင်းသားတွေဒေတာဆရာတွေနဲ့ဝန်ထမ်းတွေကိုမင်းမြတ်မှာကအီအဖြစ်ပြက်ကိုအတည်ပြုနိုင်မှာဖြစ်ပါတယ်လို့ပါရှိပါတယ်ဒါအပြင်အေကအနာဂတ်လှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်နေပြီးတော့အမားလေးတစ်ခုဆိုပြီးဖုံးကွယ်နေကြောင်းအေတဲကတောင်းပန်ချက်နဲ့ရော်ကျင်းငွေမလိုအပ်ပါ သူမရဲ့အမှုပညာလှုပ်ရှားမှုတွေကိုအပြီးပိုင်ရပ်တန့်စေလိုသည်လို့ဖြည့်စွက်ရေးခဲ့ပါတယ်။မင်းသမီးအိတ်ဟာသူ့အရင်နေဆုံးကင်မျိုးယိုကောင်မလေးနဲ့အတူကျူးလွန်ခဲ့ကြတာဖြစ်ကြောင်းနဲ့လက်ရှိကင်မျိုးယိုကဒဲကျူးမှာစပယ်ညှက်ဆိုင်ဖွင့်ထားတယ်လို့ရေးထားပါတယ်။အဲ့ဒီအချက်ကြောင့်အားလုံးကဂိုမင်စီဖြစ်မယ်ဆိုပြီးတော့ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဂိုမင်စီရဲ့တငယ်ချင်းဖြစ်သူဟာလည်းဒဲကျုံးမှာစပယ်ညှက်ဆိုင်ဖွင့်ထားတာကြောင့်ဖြစ်ပါတယ်။ ိုမင်စီရဲ့အေဂျင်စီကအဲ့ဒီဆွဆွဲချက်တွေကိုလုံးဝညှင်းထားပြီးတော့တရားစွဲဖို့ကိုလည်းပြင်နေတယ်လို့ဆိုပါတယ်အဲ့ဒီသတင်းတွေထွက်ရှိလာပြီးတဲ့နောက်မှာတော့ Community ပါဝင်ထားတဲ့လက်ရှိထုတ်လွှင့်ပြသနေတဲ့ Tasty Fully Yours ဇလန်တွေဟာကြည့်ရှုနှုံထိုးကြနေပါတယ်ရှင်။ Baby Monster ကဇလန်လတရက်နေ့မှာ comeback လာမှာဖြစ်ကြောင်း YG Entertainment ကကြေညာသွားပါတယ်။ hot shot လို့နာမည်ပေးထားတဲ့တခြင်းဖြစ်ပြီးတော့ single အနေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။တခြင်းကရိုးရှင်းပေမဲ့စိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ summer vibe အရာအပြည့်ရမယ်လို့သိရပါတယ်။ 1980ခုနှစ်နောက်ပိုင်းများစီက music style မျိုးကို inspire ယူထားတာဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်က music style ကို baby monster ကပြန်ပြီးတော့ old music style ကို fifth generation မှာမြင်တွေ့ရမှာဆိုတော့အများနဲ့ကွဲထွက်မဲ့သချင်ဖြစ်လာအောင်ပါပါအော်တိုဘာတရမှာတော့ mini album ကိုထုတ်ပေးသွားမှာဖြစ်ပြီးတော့သချင်၄ပုတ်တိတိပါဝင်မှာဖြစ်ပါတယ် Hot Sauce က pre-release single ဖြစ်ပြီးတော့ September မှာ Evan Deck ကဒုတိယသချင် October 1မှာ title track နဲ့အတူ Evan Goba တခါရေး release လုပ်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ပုတ်ကတော့ Baby Monster ကနောက်ထပ် Walter လုပ်လို့ရှိရင် Open Track အဖြစ်သုံးမဲ့သချင်မျိုးဆိုပြီးတော့မျှဝေခဲ့ပါတယ်ရှင်။ ဟဲလီအတ်ဝဲဟာ Mission Impossible The Final Reckoning ရုပ်ရှင်မှာကိုဝင်၈လောက်ခွဲရှိတာတောင်ဗီလိန်တွေနဲ့ fighting gun တွေကိုကိုတိုင်ရိုက်ကူးခဲ့ပါတယ်။ Mission Impossible ရုပ်ရှင်တွေဟာတကားနဲ့တကားမတူညီတဲ့စွန်စားခန်းတွေကိုမြင်တွေ့ရလေရှိပြီးတော့ Mission Impossible The Final Reckoning တုတ်ရှင်မှာတော့ဟဲလီအတ်ဝဲက Grace အဖြစ်သရုပ်ဆောင်ရင်းကိုဝင်ကြီးနဲ့ action gun တွေကိုကိုတိုင်ရိုက်ကူးခဲ့ပါတယ်။ Jimmy Fallon ရဲ့ The Tonight Show မှာဧည့်သည်အဖြစ်ပါဝင်ရင်းမင်းသမီး Haley Atwood ကအဲ့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့သူမရဲ့အတွေ့အကြုံတွေကိုမျှဝေခဲ့ပါတယ်။ရှိုက်ကိုရဲ့အဖွဲ့ကအပိုခန်းတချို့ကိုထတ်ရိုက်ဖို့လိုအပ်လာတဲ့အခါကိုဝင်ရှလကွယ်ရှိနေပြီဖြစ်ပေမဲ့စတန်တယုတ်ဆောင်ကိုဘေးဖယ်ထားပြီးတော့ကိုရိုင်းလုတ်ဖို့ဆုံးဖြတ်ခဲ့တာပါဒီတိုက်ခိုက်ရေခံကိုအချိန်မောင်းများစွာပြန်လည်ရိုက်ကူးခဲ့ရတယ်အဲ့ဒီအချိန်မှာကျမကကိုဝင်ရှလကွယ်ရှိနေပြီဖြစ်တယ်လို့ပြောခဲ့ပါတယ် မရှင် impossible ရဲ့ဆောင်ပုတ်အရာအလုံးမဖြစ်ရင်အိမ်ပြန်တော့ဆိုတဲ့စိတ်ဓာတ်ကိုလိုက်နိုင်ရင်ရေကိုရေးအဖွဲ့ကသူမကိုဂယူဆိုင်ပေးချောင်းကိုလဲတကယ်ပါအဖွဲ့ကကျမကိုအရန်ဂယူဆိုင်ပေးပါတယ်အားလုံးကဟေးလီမင်းထိုင်နာလို့ရတယ်စတန်တယုတ်ဆောင်ကိုလှောက်ခိုင်းလိုက်မယ်လို့ပြောပါတယ်ဒါပေမဲ့ဒါကကပတိန်ကာတာတယုတ်ဆောင်ခဲ့တဲ့ဟဲလီအက်ဝဲပဲလေကျမကဒီလောက်စူးစမ်းပြီးမှကျမပဲလုပ်မယ်လို့ပြောလိုက်တယ်ဒါနဲ့ပဲကျမလုပ်ခဲ့တယ်အခုဒီမှာရလက်ကိုတွေ့ရပြီလို့ပြောပြခဲ့ပါတယ်ရှင် Music Award များစွာထက်ကမှအကြီးဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ American Music Award 2025အခမ်းအနားကိုမေလ29ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုတော့ Jennifer Lopez ကတနှစ်တာအတွင်း hits ဖြစ်ခဲ့တဲ့သတင်းတွေကို category ခွဲပြီးတော့ကားပြဖျော်ဖြေခဲ့ပါတယ်။အဲဒီ2025 AMA ဆုပေးပွဲကြီးဆုရခဲ့တဲ့သူတွေနဲ့သူတို့ရရှိခဲ့တဲ့ဆုတွေကိုဆက်ကြည့်လိုက်အောင်ပါရှင်။ တပတ်အတွင်းအမှုပညာသတင်းတွေကိုကျမကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ်ရဲ့ Sally City စီစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါရစေပရိသတ်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်းဆိုင်နိုင်ကြပါစေရှင်